တခြားနိုင်ငံမှာကိုယ့်ရဲ့သားသမီးတွေကို international school မှာလာထားခြင်းနဲ့ဒါပေမဲ့ information အချက်လက်တွေကိုအားလုံးနဲ့သိခြင်းနဲ့ဘယ်ရနဲ့ဘယ်လိုစရမလဲမသိရသူတွေအတွက်ကျမဒီဗီဒီယိုထဲမှာ information ပြည့်အစုံကိုတင်ဆက်ပေးထားပါတယ်အဆုံးထိပြအောင်ကြီးမားသားလေးနားလည်သဘောပေါက်ပါလိမ့်မယ်နော်အဲ့တော့မလေးရှားကိုတခါဘူးမှမလာဘူးတဲ့သူတွေအတွက်ဘာလို့ရမယ်မသိတဲ့လူတွေအတွက်ဆိုရင်တော့ကျမဝန်ဆောင်မှုတည်တဲ့ပေးပေးပါမယ် ရန်ကုန်ကနေပြီးတော့မလေးရှားလာဖို့အတွက်ဗီဇာလျှောက်တာအစလင်းရင်လက်မှတ်ကအစပေါ့နော်ပြီးရင်လင်းရင်ကွင်းမှာလာကြတာအစကျောင်းနေနဲ့ချိတ်ဆက်ပေးတာအစ International School တက်ကိုကျွန်မတေချာလေးကိုဝန်ဆောင်မှုပေးပေးပါမယ်အများကြီးတော့ကျွန်မလက်မခံပါဘူးကျွန်မနိုင်တဲ့လောက်ကလေးပဲပေါ့တေချာတက်ချင်တဲ့လူလုံးဝကိုမတိသေးတဲ့လူတွေအတွက်ပဲလုပ်ပေးပါမယ်တချို့တည်ပြီးသားလူတွေအတွက်ကတော့ကျွန်မအခုပြောပြမယ့် information နဲ့မှာအလုံးအားအပြည့်အစုံပါပြီးပါပြီကိုပါကိုလိုက်လုပ်ရင်းလည်းရပါတယ်เนาะ တော့ကိုပါကိုလိုက်လောက်ရမှာအဆင်မပြေဘူးကျမရဲ့ဝန်ဆောင်မှုကိုလိုချင်တယ်ဆိုလို့ရှိရင်เนาะကျမရဲ့ဒီ chat box မှာလာပြီးတော့ကျမရဲ့ဖုန်းနံပါတ်ကိုမေးမြန်းလို့ရပါတယ်ကျမအခုပြထားတဲ့ဒီ Powe View Official ဆိုတဲ့ကျမရဲ့ Facebook page မှာလည်းလာ Messenger မှာလည်းလာပြီးတော့မေးမြန်းလို့ရပါတယ်เนาะနေရှားနိုင်ငံမှာကိုယ့်ရဲ့သားသမီးတွေကို International School မှာလာထားမယ်ဆိုလို့ရှိရင် ဟိုတိထားတဲ့အချက်ကလေးတွေပေါ့နော်မလာကြမလေးရှားကိုဒီလိုတမ်းမလာခင်ကိုယ့်ဘက်ကဘာတွေအထောက်အထားတွေပြည့်စုံလဲဆိုတာလေးကိုတိထားတဲ့အချက်ကလေးတွေကျွန်မပြောပြပေးမယ်ကျွန်မခုပြောပြမယ်အချက်လေးတွေအချက်လက်တွေကအားလုံးကပြည့်ပြည့်စုံစုံနေကြီးပဲမလေးရှားဘက်ကိုမလာဘဲနဲ့တောင်မှမြန်မာပြည်ဘက်ကနေပြီးတော့ကိုကြိုက်တဲ့အကြောင်း inquiry လုပ်ပြီးတော့မှလာလို့ရမယ့်အနေအထားကျွန်မခုရှင်းပြပေးပါမယ်နော်မလေးရှားမှာကျောင်းလာထားတော့မယ်ဆိုရင်ကိုယ့်ရဲ့ကလေးက အသက်9နှစ်ကနေပြီးတော့18နှစ်တွင်းမှာထားလို့ရတယ်9နှစ်ဆိုလို့ရှိရင်တော့မလေးရှားမှာရီယာဝမ်ကစပါတယ်အဲ့တော့တောင်းမထားခင်ကိုဘက်ကကလေးရောမိဘရောဘာတွေလိုအပ်တယ်လဲဆိုတာကိုကျွန်မအေးပြောပြမယ်ဒါကတော့ student visa နဲ့ဒီမိဘတွေအတွက်ကတော့ guardian visa ပေါ့နော်အဲ့တော့ဒီမလေးရှားနိုင်ငံမှာတောင်းထားဖို့အတွက် international တောင်းထားဖို့အတွက်ကိုကျွန်မအရှေ့ပိုင်းမှာ post လေးတင်ထားဘူးတယ်။အာမထားခင်ပေါ့နော်။ ဒီကျောင်းသားရောမိဘရောပြင်ဆင်ရမယ့်ဒီအချက်၁၄ချက်ရှိပါတယ်အဲ့တော့ဒီအချက်၁၄ချက်ကကျွန်ခုကျွန်မပြထားတဲ့အချိန်ပဲ require document for visa application ပေါ့နော်ဒါတွေအားကြတော့ဒါ immigration ရလိုအပ်တဲ့အချက်တွေပါနော်အဲ့တော့ကျောင်းကြီးက immigration ရဲ့ဒီလိုအပ်တဲ့အချက်လက်တွေကိုကျောင်းသားမိဘတွေက အာ provide လုပ်မှသာလျှင်တောင်းရလဲလက်ခံလို့ရပါတယ်ဗီဇာနဲ့ပတ်သက်လို့ကတော့ student visa ရောဒီ guardian visa ရောကဒီ visa ကိစ္စရောက process တစ်ခုလုံးကိုကြောင်းရပြအားလုံးစီစဉ်သွားပါတယ်အဲ့တော့ဒီလိုမျိုးအခုလုံးရမယ့်အချက်လက်တွေကကိုယ့်ဘက်ကဘာတွေပြည့်စုံထားတင်တယ်လဲဆိုတဲ့အခါကျွန်မဖတ်ပြမယ်နံပါတ်1မှာဆိုရင် school fee payment receipt ပေါ့နော် အဲ့ဒါကတော့အဲ့အချက်ကလေးကိုခဏလေးဘေးမှာခဏဖယ်ထားအောင်မယ်။ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ number 2ကနေပြီးတော့40မှာအချက်လက်တွေမပြည့်စုံဘူးဆိုလို့ရှိရင် number 1ကအစကူအတွက်ကတပိုးစစ်ကပေးဖို့ဟာကအဆင်မပြေသေးဘူးပေးလို့မရသေးဘူးအဲ့တော့နံပါတ်2ကနေပြီးတော့နံပါတ် 14T ကိုကျွန်မအရင်ပြောပြပေးမယ် คลีเนี่ยบ่เนาะดิจ้างเนี่ยบ่เนาะออฟเฟอร์เลเตอร์บ่จ้างอ่ะนี่พี่รอดิคลีโหตรุละขั่นมาเลยสรแล้วออฟเฟอร์เลเตอร์บ่เนาะถ้าตรุอิมิเกรชั่นโหติ่มเลยสรุษิงเอ้อล่ะสติ่มอ่ะเนมเบอร์1คุณน่ะจะมาပြောเรสกูลฟีบ่เนาะเอ้อนมเบอร์1สกูลฟีအတွက်ကနမတ်အာ3อ่ะနေပြီးတော့နမတ်14ထိอ่ะบ่เนาะကိုလက်ထဲမှာမိဘရဲ့လက်ထဲမှာအထောက်ထားပြီးပြည့်စုံမှသာလင်းအဲ့ဒီနံပါတ်1နဲ့နံပါတ်2ကိုစပြီးတော့လှုပ်ဆောင်ရပါမယ်เนาะ နံပါတ်2ကကြတော့ဒါ school offer letter ပေါ့เนาะဒါအကြောင်းကနေပြေးပေးမယ်ဒါကလေးအတွက်သူတို့လက်ခံပါတယ်ဆိုတော့ဒါအကြောင်း offer letter ဖြစ်ဖြစ်မယ်ဒီ number 1နဲ့ number 2ကအကြောင်းကပေးမယ်နံပါတ်1ကတော့ ကိုကနံပါတ်3ကနေပြီးတော့နံပါတ်14အထိပေါ့ဒီအချက်တွေပြည့်စုံပြီဆိုလို့ရှိရင်ကျောင်းစထားတော့မယ်ဆိုလို့ရှိရင်ဒါ school fee ပေးရမယ်ဟာပေါ့เนาะအဲအဲ့ဒါကိုဒါကျောင်းကနေပြီးတော့ဒါဟို immigration ကိုတင်ပြရမယ်အချက်ထဲမှာ तू ပါတယ်ပေါ့เนาะအဲ့ဒါကို तू ထည့်ရေးပေးထားတာပါတကယ်တမ်းတော့ကိုကနံပါတ်3ကနေပြီးတော့နံပါတ်14မှာကျောင်းမထားခင် ကိုဘက်ကပြည်စုံရလားဆိုတာကိုအရင်ဦးဆုံးဖားတွေကိုအရင်ဦးဆုံးကိုဘက်ကိုပြန်ပြီးတော့ဆစ်ရပါမယ်အဲ့တော့နံပါတ်3ကတော့ဘာလဲဆိုတဲ့ခါကျတော့ passport စာအုပ်ရှိရပါမယ်เนาะအဲ့တော့ចောင်းသားရရောမိဘရောဒီ passport စာအုပ်တွေကိုပေါ့เนาะစာအုပ်တအုပ်လုံးကိုအကုန် copy ကူရပါတယ်နံပါတ်3ဆိုလို့ရှိရင် ဲ့တော့ဒီဝင်လာတဲ့ပေါ့နော်မလေးရှားဘက်ကိုဝင်လာတဲ့ဒီဗီဇာကဆိုလို့ရှိရင်အလဲဗီဇာနဲ့ဆလာမယ်ပေါ့နော်အဲ့ဒီဗီဇာတွေပါအပါအဝင်အကုန်လုံးကိုသူကအာ copy ကူရပါတယ်စာအုပ်တအုပ်လုံးကိုကြောက်ကြောင်းထားမယ်ခလေးရောမိဘရောပဲကျမရှင်းအောင်ကိုတခြားလေးပြောရတဲ့ကနည်းနည်းလေးရှင်းရင်ရှင်းသွားပါမယ်နော်အဲ့ဒါတွေကို copy ကူးရမယ်အဲ့ copy ကူးထားတဲ့ SR ဘက်ကိုမလေးရှားနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံမှာတွားပြီးရောအာ C2 ရပါမယ်နံပါတ်၄ ။နံပါတ်၄ကတော့ student birth certificate ကလေးရဲ့ငွေစည်းရင်ကလေးတော့ကျမတို့စီမားကတော့ငွေစည်းရင်ကတော့မြန်မာလိုရှိမယ်ဆိုလို့ရှိရင် notary ပြန်မယ်။အဲ့ဒါကိုမြန်မာတန်ရုံးမှာမြန်မာလေးစနိုင်ငံမှာရှိရဲ့မြန်မာတန်ရုံးမှာစီးထုမယ်။နောက်တစ်ခုကကြတော့မိဘနှစ်ဦးရဲ့လက်ထပ်စာချုပ်နံပါတ်5ကနော်လက်ထပ်တဲ့စာချုပ်ကိုလည်းအဲ့တိုင်းပဲ notary ပြန်မယ်မြမတန်ရုံးမှာသွားပြီးတော့စီးထုမယ်နံပါတ်6နံပါတ်6ကတော့ဒီမိဘရဲ့ပေါ့နော်ဟိုစာအုပ် passport စာအုပ်ကို အာနံပါတ်3မှာလောက်ကလေးအတွက်လောက်ဖို့လိုပဲစာအုပ်တအုပ်လုံးကို copy ကူးလိုက်မယ် copy ကူးပြီးလို့ရှိရင် visa ပါတဲ့အချက်မျက်နှာရောအကုန်လုံးကိုပဲမြန်မာတန်ရုံးမှာဒါသွားပြီးတော့အာစီသွားထုတ်ပါမယ်မခွန်အနမခွန်ကတော့ကျမတို့ဒါတကောင်စင်းပေါ့နော်မိသားစုစင်းကို notary ပြန်မယ်အဲ့ဒါကိုလည်းမြန်မာတန်ရုံးမှာသွားပြီးတော့စီးထုပါမယ်နံပါတ်၈ကတော့ဒီမလေးရှားနိုင်ငံမှာ insurance ပေါ့နော် health insurance ကို policy ကိုဝယ်ရပါမယ် အဲ့ဒါကိုလည်းအာအေးဝယ်ထားတဲ့ဥစ္စာကိုလည်းဒါ immigration ကိုတင်ပြရမှာပဲ health insurance ကတော့ကိုယ်ဝယ်တဲ့ package ပေါ်မူတည်ပါတယ်ဈေးအနည်းများတော့အများကြီးတော့ဈေးအကြီးရမရှိပါဘူး ringgit 400ရဲ့900ရဲ့လောက်ဝယ်ရင်လည်းအဆင်ပြေပါတယ်နံပါတ်9နံပါတ်9ကတော့ how tenancy agreement ပေါ့နော်အဲ့ဒါတော့ကိုကမလေးရှားမှာကလေးကိုចောင်းထားမှာတေချာသွားပြီဆိုလို့ရှိရင်အိမ်ငှားပါတော့မယ် အဲ့တော့အိမ်ငားရဆိုလို့ရှိရင်အိမ်ရှင်နဲ့အိမ်ငားနဲ့ချုပ်တဲ့စာချုပ်ကိုလည်းတင်ပြရမယ်။အဲ့တော့အိမ်ငားရဲ့စာချုပ်ကဒီ Guardian Visa လုံးမဲ့မိဘရဲ့နာမည်ပဲဖြစ်ရပါမယ်။ဥပမာကျမကငှားမယ်ဆိုလို့ရှိရင် ကျမနာမည်နဲ့အဲကျမကဒီကလေးကိုဒီမလေးရှားနိုင်ငံမှာစောက်ရှောက်မယ်ဆိုတဲ့ပေါ့နော်။ဒီအတွက်ကြောင့်မလို့ Guardian Visa ရပါမယ်။အဲ့တော့ကျမရဲ့နာမည်နဲ့ပဲဖြစ်ရပါမယ်။ဥပမာအာကျမကလာပြီးတော့ကလေးကိုမစောက်ရှောက်နိုင်ဘူး။အာဖအေလို့တဲ့လူကလာစောက်ရှောက်မယ်ဆိုရင်ဖအေနာမည်နဲ့ငှားတဲ့အိမ်ငှားစာချုပ်ကိုဖြစ်ရပါမယ်နော်။အဲ့ဒါကိုပြောတာပါ။ နမတ်30ကတော့အဲ့ဒီကိုငှားထားတဲ့အိမ်ကိုအတွင်းရောအပြင်ရောဓာတ်ပုံရိုက်ပြီးတော့အရာကြီးလဲတင်ပေးရပါမယ်။နမတ်7ကတော့ Student School Living Certificate အဲ့ဒါကားကတော့ကျမတို့ဒီ previous school ပေါ့နော်မြန်မာနိုင်ငံဘက်မှာတက်ခဲ့တဲ့ဒီကျောင်းထွက်လက်မှတ်ပေါ့နော်အဲ့ဒါကိုတင်ပြရမယ်။နမတ်7ကတော့ passport size uh, photo of student ပေါ့နော်အဲ့ဒါကတော့ဒီဓာတ်ပုံပေါ့နော် passport ဓာတ်ပုံကိုနောက်နောက်ခံတော့ blue background နဲ့ပေါ့နော် copy ရအာ၄၄ခုပေါ့နော်ဓာတ်ပုံ၄ခုတင်ပေးရမယ်နောက်တစ်ခုကကြတော့မိဘလည်းအတူတူပါပဲနံပါတ်73က passport size photo of guardian အဲ့ဒါလည်း blue background နဲ့ပေါ့နော်အဲ့ဒါတင်ပြပေးရမယ်နံပါတ်14နံပါတ်14ရလိုက်တာအရေးကြီးတဲ့အခန်းတက္ကနာမှာပါပါတယ် မနိုင်ငံမှာရှိတဲ့ bank statement ပေါ့နော်ကိုကမြန်မာ bank account ဖွင့်ထားလို့ရှိရင်မိဘရဲ့ဒီနာမည်နဲ့ဖြစ်ရမယ်အကောင့်ကဖြစ်ရပါမယ်သူများညီကိုဘုံသမားတွေရယူတဲ့အကောင့်လိုမဖြစ်ရပါဘူးမိဘရဲ့နာမည်နဲ့ bank account ကိုဖွင့်ရမယ်အဲ့မှာက bank statement ကပေါ့နော်၃လစာ bank statement ခုဆိုလို့ရှိရင်ဒါမေလပေါ့နော်အဲ့တော့ February March April ပေါ့နော်အဲ့ဒီ bank statement ရဲ့အဝင်အထွက်တွေ၃လပေါ့နော်ဖြစ်ပြီးတော့နောက်ဆုံးလက်ကျန်ကအနည်းဆုံး ringgit အာတထောင်ထက်လောက်မှာရှိရပါမယ်เนาะအဲ့ဒါကိုလေတထောင်ထက်နဲ့ညီမျှတဲ့မြန်မာငွေပေါ့เนาะအဲ့ဒီ bank statement တွေကိုလေအကုန်လုံးကိုအာဒီဘက်ကိုအကုန်ယူလာခဲ့ပေးရပါမယ်เนาะအဲ့ဒီအချက်၁၄ချက်နဲ့ကိုဘက်ကနေပြီးတော့အားလုံးကပြည်စုံနေပြီးဆိုလို့ရှိရင်เนาะအာမလေးရှားမှာကလေးကိုចောင်းစထားဖို့အတွက်ပြင်ဆင်ရပါတော့မယ် မှာဆိုလို့ရှိရင်ရေးထားတာကတော့ဘာလဲဆိုတော့တကယ်လို့မိဘတွေက divorce ပေါ့เนาะဖြစ်လို့ရှိရင်ဒါကွဲလို့ရှိရင်ကွဲထားတဲ့စာချုပ်ကိုပြရမယ်အာနောက်ပြီးဆိုလို့ရှိရင်ပေါ့နော်ဥပမာတဲရောက်ကအသေးဝါပြီးဆိုလို့ရှိရင်လည်းပေါ့မိဘနှစ်ပါးတယောက်ကတူးမို့တူးယောက်ကမရှိတော့ဘူးဆိုလို့ရှိရင် death certificate ပေါ့နော်အဲ့ဒါတွေကိုပြရပါမယ် ဲ့တော့ဒါကတော့အဲ့အချက်ကလေးတွေပေါ့နော်အဲ့ဒီ14ချက်ကိုကျမတို့ကအကုန်လုံးကပြင်ဆင်ထားပြီးပြီဆိုလို့ရှိရင်ဟုတ်ပြီငါကလေးကိုတော့ဒါမလေးရှားမှာចောင်းသွားထားဖို့ကအဆင်သင့်ဖြစ်ပြီအဲ့ဒါဆိုရင်ចောင်းရွေးတော့မယ်ចောင်းကတော့ကိုနေမဲ့မြို့နယ်ပေါ်မှာမူတည်ပြီးရွေးရပါမယ်ခုအစီပိုင်းမှာပြောရှင်းပြသွားတဲ့အချက်14ချက်ပေါ့နော်အဲ့အချက်14ချက်ကိုသဘောပေါက်မလို့ထင်ပါတယ်အဲ့တော့ចောင်းရွေးတော့မယ် ကိုကမလေးရှားနိုင်ငံကိုတခါမှမရောက်ဘူးတဲ့သူပေါ့နော်တခါမှမရောက်ဘူးလဲဆိုလို့ရှိရင်ဘယ်လိုကြောင်းရွေးမလဲကိုက Google ကိုကျွမ်းကျင်စွာတုံးတက်တက်လို့ဆိုလို့ရှိရင်เนาะ Google search ထဲမှာမလေးရှားနိုင်ငံမှာ ကိုနေခြင်းနဲ့မြို့နယ်ပေါ့ပြည်နယ်ပေါ့နော်အဲ့ဒါလေးကိုရွေးပြီးလို့ရှိရင်အဲ့ပြည်နယ်တိုင်းပြည်နယ်တိုင်းမှာ international school တွေရှိပါတယ်အဲ့မှာရွေးလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်အာအဲ့လိုမျိုး Google မှာလည်းရှားတာအဆင်မပြေဘူးတချို့ဆိုရင်လုံးလုံးကြီးမသိဘူးနေရပေါ့နော်ဒါပေမဲ့ငွေကြေးတက်နိုင်တဲ့သားသမီးကိုလာထားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမကိုပြောပါကျမဝန်ဆောင်မှုပေးပေးပါမယ်ဘာလို့ဆိုတော့မဟုတ်လေကျမ တောက်လျှောက်ကလေအခုဒါကျမရဲ့ဒီဗီဒီယိုကြည့်နေတဲ့လူတွေလည်းသိကြမှာပါလာလာမေးနေကြကျနာရင်းခံပြီးတော့ကျမကလေးရဲ့အကြောင်းအတွက်ဆိုကျမတေချာလေးကိုရှင်းပြပေးတယ်ဘာသာရေးလည်းပြန်ပေးတယ်အာပြီးလို့ဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ចောင်းနဲ့ပေါ့เนาะကျမတို့လမ်းခေါ်လို့ရှိရင်ចောင်းနဲ့ကျမရဲ့ဒါရိုက်စကားတွေပြောပေးတယ်သူတို့နားမယ်တဲ့ချက်တွေကိုကျမလှုပ်ပေးတယ် အနောက်ဘက်မှာဆိုလို့ရှိရင်လေမေးရလူတွေကအရန်များလာတယ် inquiry လုပ်တဲ့လူတွေကအဲ့တော့ကျမရဲ့ကိုယ်ပိုင်အချိန်တွေကနေပြီးတော့ကျမပေးရတယ်ပေါ့နော်အဲ့တော့ကျမစဉ်းစားလိုက်တယ်မထူးဘူးလို့ဒီလိုမျိုးမေးရလူတွေများတဲ့အတူကျမသင်ချာလေးဝန်ဆောင်မှုပေးပေးမယ်လို့နော်အဲ့တော့ဘလို့ရေဝန်ဆောင်မှုပေးပေးမလဲဆိုတဲ့အခါကျတော့ဒါကမလေးရှားကိုတခါမှမလာဘူးတဲ့လူဘယ်ကနေဆက်လို့ဆက်ရမယ်မသိရလူတွေအတွက်သိရလူတွေအတွက်ကတော့ကျမအရှိမရှင်းပြသွားတယ်အဲ့အရာတွေနဲ့လိုက်လို့လို့ရှိရင်လွယ်လွယ်ကူကူလေးပါနော် လုံးဝရောမသိရတဲ့အစိမ့်တသက်သမားတွေအတွက်ကိုကျွန်မဝန်ဆောင်ဝင်ပေးပေးမယ်အဲ့တော့ရန်ကုန်ကနေပြီးတော့မလေးရှားကိုလာတဲ့အထိဗီဇာရောလေယာဉ်လက်မှတ်ကိုဒီဘက်မှာတဲတဲ့ဟာတွေရောအစားအဆုံးကျွန်မအစီအစဉ်ဆောင်ရွက်ပေးမယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းဒီကိုကိုတက်ချင်တဲ့ချောင်းနေပေါ့နော်နေပြည်နယ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်မတရားရှင်းပေးမယ် international school တွေနဲ့ကျွန်မသွားပြီးတော့ appointment လုပ်ပေးမယ်အော် ဟိုလာတဲ့သူတွေပါပေါ့နော်ကိုရင်ကိုကြတေးချာလေးပေါ့နော်အကျွန်မနဲ့ဒူလိုက်ယူလိုက်လို့ပြီးပြီးလို့ရရင်ဝန်ဆောင်မှုကိုကျွန်မပေးပေးမယ်ဒီဗီဇာကြေးတွေဘယ်လောက်ကြမလဲလေရင်လက်မှတ်ဘယ်လောက်ကြမလဲဆိုတော့ဒါလေရင်လက်မှတ်ရောင်းတဲ့ပုံမူတည်ရပေါ့နော်အဲအဲ့ဒါမျိုးတွေအကုန်လုံးကိုအစားအဆုံးကျွန်မအသေးစိတ်လိုက်လို့ပေးမယ်တကယ်လို့ပေါ့နော်စိတ်ဝင်စားတယ်တကယ်ကိုသားသမီးကိုလာထားမယ်ဆိုလို့ရှိရင်ကျွန်မကိုဒီတက်တော့မှာရှိရဲ့ချက်ဘောက်စ်မှာလာပြီးတော့ ဖုန်းနံပါတ်လာပြီးတော့ဒါတောင်းလို့ရပါတယ်ကျမဒီမှာတော့ဖုန်းနံပါတ်ဘူးသူ့အောင်မှာမပေးပါဘူးနောက်တစ်ခုကကျတော့ကျမအခုပြထားတဲ့ Facebook ကိုเนาะ page မှာဒီမှာလည်းလာပြီးတော့ Messenger မှာလာပြီးတော့လည်းဖုန်းနံပါတ်အာတောင်းလို့ရပါတယ်เนาะခြေပိုင်းမှာရှင်းပြထားတဲ့နံပါတ်၁ကနေပြီးတော့နံပါတ်၁၄ထိအချက်တွေကိုလည်းနားလည်းသဘောပေါက်မယ်လို့ထင်ပါတယ် အဲ့တော့အကြောင်းကတော့မလေးရှားမှာအကြောင်းစိတ်ကဘလောက်ကုန်မလဲလို့မေးလို့ရှိရင်မြန်မာနိုင်ငံနဲ့အကြောင်းစိတ်ကတော့တိတ်ပြီးတော့ကွာဟာမှုတိတ်မရှိပါဘူးအကြောင်းစိတ်ကအလောက်ရှိပါတယ်ဒါပေမဲ့ lifestyle ကကွာခြားချက်တွေရှိပါတယ်เนาะအဲ့တော့ကိုကလေးတွေရဲ့ဒီပေါ့เนาะနေရမဲ့ပတ်ဝန်းကျင်နေအနေအထားကတော့မြန်မာနိုင်ငံနဲ့တော့ကွာခြားမှုတွေရှိပါတယ်အဲ့တော့အကြောင်းစိတ်တွေကဘလို့ရေးသွားမလဲဆိုတဲ့အခါကျတော့ ကိုတက်မဲ့ချောင်းကလုံးဝကြီးကိုပေါ့နော်အဖြူတွေကြီးပဲတီးတဲ့တင်တာကိုစိုက်ပါတယ်ကျမတို့ကတော့လုံးဝပဲဒီအေရှန်ကလူတွေတင်တာဆရာဆရာမတွေတင်တာမစိုက်ပါဘူးဥမာအေရှန်ဆိုရင်မလေးရှားတို့ဖိလစ်ပိန်းတို့ပေါ့နော်အဲ့လိုမျိုးသူတွေတင်တာမစိုက်ဘူးကျမတို့ကလုံးဝကိုပဲ English ပေါ့နော် British accent ကိုပဲလိုချင်ပါတယ်ဆိုလို့ရှိရင်အဲ့အကြောင်းကြီးရှိပါတယ်အဲ့အကြောင်းကြီးကတော့ပုံမှန်ပေါ့နော် International အကြောင်းနဲ့ဈေးက89ဆောက် ပေါ့နော်ခွာပါတယ်အဲ့လိုကြောင်းကြီးလည်းရှိပါတယ်ကိုယ့်ရဲ့ငွေကြေးပေါ်မူတည်ပြီးတော့ကျောင်းကလည်းဈေးနှုန်းတွေကွာသွားပါမယ်နော်ချိုးမလေးရှားနိုင်ငံထဲမှာရောက်နေပြီ international ကျောင်းကိုထားခြင်းနဲ့နေရာနှစ်တည်ကြာနေပြီပေါ့နော်ဘလို့ဆရမယ်မသိရလူတွေလည်းရှိပါတယ်အဲ့အတွက်ဒီလေကျမကဒါအကုန်လုံးကိုအတွက်ဝန်ဆောင်မှုပေးပေးသွားပါမယ်။ကျမခုရှင်းပြတဲ့အချက်တွေကအားလုံးကပြည့်ပြည့်စုံစုံပါပဲ။ဟိုနားလေသဘောပေါက်မယ်လို့ထင်ပါတယ်။ကြည့်စုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်။ Bye ။